တာလီစွာပါဒီကနေ့နိုဝင်ဘာလ23ရက်နေ့နရစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမဟနာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ဌာနဆိုင်ရာတွေမှာလစ်လက်ဦးစီးအရာရှိတွေနဲ့ဒုဦးစီးနေရာတွေအတွက်ရှောက်လာခေါ်ယူနေတဲ့သတင်းပလောဝခရိုင်အတွင်းဒေသခံတွေနဲ့ကုံတယ်စုစုပေါင်းအယောက်300လောက်ပြင်းထန်ဝမ်းရောဂါကူးစက်ခံနေရတဲ့သတင်းနဲ့ ငါးခိုးဖက်နဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား73ယောက်ကို အာရခရေပိုင်နဲ့အတွင်အေအေဖန်စီလိုက်တဲ့သတင်းတွေအပြင်အခြားစိတ်ဝင်စားစရာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်အရခပြည်သူတော်လိုင်းအစိုးရရဲ့ဌာနဆိုင်ရာနေရာတွေအတွက်လစ်လက်နေတဲ့ဦးစီးအရာရှိနဲ့ဒုတိယဦးစီးအရာရှိရွာသူတွေကိုရှောက်လွှာခေါ်ယူနေတယ်လို့သိရပါဗျ။ အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ဗဟုအုပ်ချုပ်ရေးဌာနစိုက်ပျိုးရေးနဲ့မွေးမြူရေးဌာနဗဟုမြေယာစီမံခန့်ခွဲမှုကော်မတီဗဟုမြေစင်ရေးဦးစီးဌာနနဲ့ငါးလုပ်ငန်းနဲ့ရေးသရံဇာတများစီမံခန့်ခွဲရေးဌာနတွေမှာခေါ်ယူနေတာပါလစ်လက်နေတဲ့ဦးစီးအရာရှိနဲ့ဒုတိယဦးစီးအရာရှိရာသူနေရာတွေအတွက်ခန့်အပ်နိုင်ဖို့အာရခပြည်သူဝန်ထမ်းရွေးချယ်ခန့်အပ်ရေးကော်မရှင်ကပြီးခဲ့တဲ့အောက်တိုဘာလ25ရက်ရက်စွဲနဲ့ခေါ်ယူနေတာပါ အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ဌာနတွင်ဝန်ထမ်းတွေနဲ့ပြင်ပကအရေးအချင်းရှိပြီးစိတ်ပါဝင်စားတဲ့ပုံကိုယ်တွေရှောက်ထားနိုင်တယ်လို့လည်းဖော်ပြထားပါတယ်။နီးစက်ရအုပ်ချုပ်ရေးရုံးတွေမှာဆက်သွယ်စုံစမ်းပြီးတော့နိုဝင်ဘာ22ရက်နေ့အထိနောက်ဆုံးထားရှောက်ထားရမယ်လို့ဖော်ပြချက်မှာပါရှိပါတယ်။ရှောက်ထားမဲ့သူဟာအသက်25နှစ်ကနေ45နှစ်ကြားရှိရမှာဖြစ်ပြီးသက်ဆိုင်ရာနယ်ပယ်မှာအတွေ့အကြုံ၄နှစ်ရှိသူဖြစ်ရမယ်လို့ဆိုထားပါတယ်။ ရှောက်လာတဲ့အတူတက္ကရောအောင်မြင်ပြီးလက်မှတ်ဘွဲလက်မှတ်မိတ်တူနိုင်ငံသားစီစစ်ရေးကပ်ပြားမိတ်တူဌာနတွင်ဝန်ထမ်းတွေအတွက်တက်ဆိုင်ရာယုံဌာနရဲ့ထောက်ခံစာ ခွင့်ပြုစာတွေပါရှိရမယ်လို့ဆိုပါတယ်ရှင်။ပလောဝခရိုင်အတွင်ဒေသခံတွေနဲ့ကုံတဲ့စုစုပေါင်းအယောက်300လောက်ပြင်းထန်ဝမ်းရောဂါကူးစက်ခံနေရတယ်လို့သိရပါတယ်။ ပလဝခရိုင်နဲ့နန်နမိတ်ချင်းထိဆက်နေတဲ့အိန္ဒိယနိုင်ငံ လုံတလိုင်ခရိုင်ကကာကီကျွရတွီတင်းကျွရနဲ့လုံတင်းကျွရတွေမှာအဲ့ဒီယောဂတွေအစပြုဖြစ်ပွားလာခဲ့တာပါပြင်းထန်ဝမ်းပြက်ဝမ်းလျှော်ကူးစက်ယောဂဟာပလဝခရိုင်ရှင်းလဝတိုက်နယ်ကဒေတာကန်တွေနဲ့ကုံတဲစုစုပေါင်းအယောက်300လောက်မှာကူးစက်ခံနေရတယ်လို့အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ကျန်းမာရေးဌာနကနိုဝင်ဘာ12ရက်မှာထုတ်ပြန်ပါတယ် အဲ့ဒီတဲကအယောက်30ဟာအတွင်းလူနာအဖြစ်စိတ်ကူတမှုခံယူလိုက်ရတဲ့အတွက်လက်ရှိအချိန်မှာအဲ့ဒီအတွင်းလူနာတွေပြန်တက်တာလာပြီလို့လည်းဖော်ပြထားပါတယ်။နိုဝင်ဘာလအစပိုင်းရက်တွေကနေစတင်ကူးစက်ဖြစ်ပွားနေတဲ့အဲ့ဒီရောဂါကိုအရခပြည်သူ့ကျန်းမာရေးဌာနရဲ့အရေးပေါ်တုံ့ပြန်ရေးစီအဖွဲ့ကနိုဝင်ဘာလ၄ရက်နေ့ကနေစပြီးပလောဝခရိုင်မှာရှိတဲ့ဒေတာအစိုးရအဖွဲ့အစည်းတွေ NGO CSO တွေနဲ့ပူးပေါင်းပြီးစိတ်ကူးတရေးလုပ်ငန်းတွေ ယောဂမပြန့်ပွားအောင်ထိန်းချုပ်ရေးလုပ်ငန်းတွေကျိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုချက်ချင်းတုံ့ပြန်လှုပ်ဆောင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။၂025ခုနှစ်နိုဝင်ဘာလ၄ရက်နေ့ကစပြီးထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ရာကုဆတ်လူနာအသစ်900ခန့်လုံးအောက်ရော့ဆင်းသွားတာကိုတွေ့ရှိရပြီးကုဆတ်မှုနှုန်းလည်းရော့ကျလာပြီလို့ AA ကဖော်ပြထားပါတယ်ရှင်။ ရခိုင်ရေပိုင်နယ်အတွင်တရားမဝင်ကျူးကျော်ဝင်ရောက်ငါးခိုးဖမ်းတဲ့ဆက်လီနှစ်စီးပေါ်ကငါးခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား73ယောက်ကို AA ရဲ့ကမ်းခြေဆောင်တပ်ကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်ရှင်။ရတိတ်တောင်မြို့နယ်ကိုတန်ကောက်မူဆလင်ရွာပြည့်အနာကန်ဆက်မှာငါးခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား6ယောက်ပါဆက်လီတစည်းနဲ့ကိုတန်ကောက်ရွာနဲ့ချိန်ခါလီရွာကြားကန်ဆက်မှာဆက်ပြက်လို့ကြောက်ချထားတဲ့ငါးခိုးဖမ်းသမား9ယောက်ပါဆက်လီတစည်းကို နိုဝင်ဘာ12ရက်နေ့မနက်ပိုင်းမှာအေအေကန်းချေဆောင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးနိုင်ခဲ့တယ်လို့အေအေနဲ့နီဆက်တူတယောက်ကပြောပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါဖမ်းသမားတွေဟာရခိုင်ပြည်အထိပိုင်နက်ကျူးလွန်ပြီးတော့ငါခိုးဖမ်းမှုအသင့်ရဲလာနေတယ်လို့လည်းဒေသခံတယောက်ကနရီဇရာကိုပြောပါတယ်။လက်ရှိဖမ်းဆီးရမိတဲ့ငါခိုးဖမ်းသမား73ယောက်ကိုတရားဥပဒေနဲ့အညီဆောင်ရွက်နိုင်ဖို့ထိမ့်သိမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလ28ရက်ကနေနိုဝင်ဘာ5ရက်အထိ10ရက်အတွင်းရခိုင်ပင်လယ်ပြင်အတွင်းငါးခိုးဖက်နဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား18ယောက်ကို AA ကဖမ်းဆီးနိုင်ခဲ့ပါတယ်။မတရားကျူးကျော်ခိုးဝင်ငါးဖက်နဲ့ဆက်လီတွေနဲ့ပတ်သက်ပြီးထိထိရောက်ရောက်ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ဩဂုတ်28ရက်နေ့ကအာရခတက်တော် AA ရဲ့ပြောခွင့်ရသူဦးခိုင်ဒုခကနရစရာကိုဖြေဆိုထားပါတယ်ရှင်။ ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်ပြည်တွင်းသတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းကံဘလူမြို့နယ်ကနေခင်ဦးဘက်မြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား100ကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးအဖွဲ့တွေကတိုက်ခိုက်ခဲ့လို့စစ်ကြောင်းစုဖွဲ့မှုပြည့်စည်သွားခဲ့တဲ့တဲ့တင် ဲ့ဒီစစ်ကြောင်းကစစ်ကြောင်းမှုအပါစစ်သား90ရောက်တိတ်ဆုံးပြီးစစ်တုံးပန်း15ရောက်နဲ့လက်နက်ခဲယမ်းတွေတင်ပိုက်ရရှိခဲ့တယ်လို့ဒေသတွင်သတင်းတွေကလည်းဆိုထားပါဗျ။စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ဒူဝင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးဒူဝင် People Defense Force Group ကလည်းတိုက်ပွဲအခြေအနေကိုဓာတ်ပုံဗီဒီယိုတွေနဲ့ထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ12ရက်နေ့နနက်8:50မိနစ်အချိန် ကမ်းဘလူမြို့နယ်ဝတ်တူကျေးရွာစစ်တပ်အထိုင်စခန်းကခင်ဦးမြို့နယ်ဘက်ကိုအကြမ်းဖက်စစ်တပ်ကတပ်မ33လက်အောက်ခံခလာယာ13လုံးကစစ်ကြောင်းထိုးခဲ့တာလို့သိရပါဗျ။စစ်ကြောင်းကိုကမ်းဘလူမြို့နယ်ရင်းတရွာအနီးမှာတော်လန်ရေးတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပြီးတိုက်ပွဲအချိန်45မိနစ်အချိန်ထိကြာမြင့်ခဲ့တာလို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာကမ်းဘလူခရိုင်ပကဖကာဘိုးတိုက်နယ်ပကဖကြောက်တိုင်ပကဖရေဦးမြို့နယ်လက်ယုံပကဖ ခင်ဦးပါကဖ PDF ပါလာဖစုဖွဲ့တက်ခွဲဒူဝင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဒေလီမြို့တော်ရဲ့လူစီကားရာတနေရာမှာဖြစ်ပွားခဲ့တဲ့မော်တော်ကားပေါက်ကွဲမှုဟာအကြမ်းဖက်ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့အိန္ဒိယအာဏာပိုင်တွေကအတည်ပြုလိုက်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ အစောပိုင်းကာလတုန်းကအိန္ဒိယအစိုးရဟာအဲ့ဒီကိစ္စကိုအကြမ်းဖက်တိုက်ခိုက်မှုလို့အတိအကျမတတ်မှတ်သေးပဲစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေကြတာပါနိုဝင်ဘာ12ရက်နေ့မှာတော့ဝန်ကြီးချုပ်နာယန္ဒရာမိုဒီရဲ့အစိုးရကဒီဖြစ်ရပ်ဟာအကြမ်းဖက်တိုက်ခိုက်မှုလို့အတည်ပြုပြီးပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းကြေညာခဲ့ပါတယ်အိန္ဒိယအစိုးရကိုစန့်ကျင်နေတဲ့အစုအဖွဲ့တွေကအခုလိုမျိုးတရေဘောကြောင့်လည်းလှုပ်ရက်ကိုကျူးလွန်ခဲ့တာလို့လည်းကြေညာချက်မှာပါရှိခဲ့ပါတယ် နိုဝင်ဘာ10ရက်နေ့မနက်ပိုင်းကဒေလီရဲ့အထင်ကရရှိအဆောက်အုံကြီးတစ်ခုဖြစ်တဲ့ခန်တက်နီနာမှာကာဒစီပောက်ကွဲမှုဖြစ်ခဲ့ပြီးလူရှိရောက်ထက်မနေတိတ်ဆုံးက20ကျော်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ကိုအကြမ်းဖက်ဖြစ်စဉ်အဖြစ်သတ်မှတ်ခဲ့ကြတာပါနိုင်ငံအနေနဲ့ဆိုးရုံလာတဲ့အကြမ်းဖက်ဖြစ်ရတဲ့ခုကိုကြုံတွေ့ခဲ့ရကကာဒစီကိုဖောက်ခွဲတဲ့တိုက်ခိုက်မှုကို အစိုးရစန့်ကျင်ရေးအင်အားစုတွေကလှုံ့ဆော်ခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ျူးလွန်သူတွေ၊ကြံရပါတွေ၊အထောက်အပံ့ပေးသူတွေအားလုံးကို ဖော်ထုတ်ပြီးအရေးယူနိုင်အောင်ထိထိရရစုံစမ်းစစ်ဆေးဖို့အစိုးရကညွှန်ကြားထားတယ်လို့လည်းဆိုပါရယ်။ဒေလီကပောက်ွယ်မှုဟာကဘာလက်ခရီးသွားတွေကြားလူသိများလေပတ်ကြတဲ့ခန်တက်နီနာကမြေအောက်ယထာဘူရာတစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်ပြီးပောက်ွယ်မှုအပြီးအိန္ဒိယနိုင်ငံအနှံ့ကလူစီကားတဲ့လေပတ်သွားလာရနေရာတွေမှာလုံခြုံရေးသတိပေးချက်တွေကိုတုံ့ပြန်ထုတ်ပြန်ခဲ့ရပါရဲ့ရှင်။ နရစ္စရာသတင်းဌာနကနိုင်စင်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းထူခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကျမတို့နရစ္စရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narajara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube, Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရစ္စရာရုပ်တံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။အားလုံးကျမရှင်လန်းကြပါစေရှင်။